ဒုတိယကိုဝင်ကသူမလုံးဝထင်မဲ့မထားရင် အရာလေးဖြစ်နေကြောင်းခြားပြလာရေးပို့ကြောင်း မင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးသွားမယ့်ចောင်းရလေးကတော့ဒုတိယကိုဝင်ဟာသူမတို့တမိသားစုလုံးလောကမျောလင်းမထားတဲ့အရာလေးဖြစ်နေကြောင်းခြားပြလာခဲ့တဲ့ဘိုးကြရဲ့ចောင်းလေးကိုဖော်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်မိသမီးဘိုးကြပြုခင်ကတော့ပရိသတ်ရဲ့ချက်တော်လေးစိန်ဦးကိုမွေးဖွားပြီးတနေ့ကြာမှပဲနောက်ထပ်ကိုဝင်ဆောင်နိုင်အောင်စူးစမ်းနေခဲ့ပြီးတော့သူမရဲ့ဆန္ဒတွေပြင်းပြောက်ခါဒုတိယကိုဝင်ဆောင်ထားနိုင်ခဲ့ပြီးပဲဖြစ်ပါတယ်ဘိုးကြဒုတိယကိုဝင်ဆောင်နိုင်ဖို့တောင်းဆိုပြုပြီးနှစ်လကြာမှပဲသူတို့လင်မယားရန်ကိုမျောလင်းနေခဲ့တဲ့ကိုဝင်ဆောင် ောင်းနိုင်ခဲ့တာဖြစ်ပြီးတော့အရန်ကိုပျော်ရွှင်ခဲ့ရတာပါဒုတိယကိုဝင်ဆောင်ထားပြီးတလကျော်ကြာမှတော့ဘိုးကြဟာသူမရဲ့ကိုဝင်ကိုအန်ထရာဆောင်ရိုက်ကြည့်ခဲ့ပြီးသူမတို့မျှော်လင့်မထားခဲ့တဲ့အရာလေးဖြစ်နေခဲ့တာပဲချပြလာခဲ့တာဖြစ်ပါတယ်ဘိုးကြရဲ့ဒုတိယကိုဝင်ဟာအားလုံးမျှော်လင့်မထားခဲ့တဲ့အမွှားလေးဖြစ်နေခဲ့ပြီးအားလုံးကို surprise တိုက်ပြီးပျော်ရွှင်စေခဲ့တာဖြစ်ပါတယ်တေချာအားလုံးနောက်နှစ်ပတ်နေရင်ထပ်မံပြီးတော့အန်ထရာဆောင်ရိုက်ကြည့်မှတေချာမှဖြစ်ပေမယ့်အခုကို90ရာခိုင်နှုန်းအမွှားလေးဖြစ်ကြောင်းတေချာနေခဲ့ပြီလို့ဘိုးကြကအတိပေးပြောကြားလာခဲ့တာဖြစ်ပါတယ် ပို့ကြသူမရဲ့ခင်မောအရှင်မိမဖြစ်သူနဲ့မွေးဖွားထားတဲ့သားသမီး၃ယောက်ရှိပြီးသားဖြစ်တဲ့အတွက်သူမကိုယ်တိုင်လည်းကလေး၃ယောက်မွေးဖွားကကလေး၆ယောက်အမိဖြစ်တော့မယ်ဆိုပြီးတော့ပျော်ရွှင်နေကြတာပဲဖြစ်ပါတယ်။ စိန်ဦးလိန်ဝေးပြီးတော့တနေ့ကြမှာပဲအမွာလေးကိုကိုဝင်ဆောင်နိုင်ခဲ့တာဖြစ်လို့ပိုးကြရဲ့ထူးခြားတဲ့ကံလေးကိုပရိသတ်တွေကပြောဆိုချီးကျူးနေကြတာပဲဖြစ်ပါရည်။ပိုးကြရဲ့ပထမဆုံးသားအုပ်လေးစိန်ဦးဟာလေချစ်စရာကားလုံးနဲ့တွေ့ပရိသတ်တွေရဲ့အသိနှလုံးတွေကိုသိမ့်ပိုက်ထားတဲ့ကလေးလေးဖြစ်ပြီးဖခင်ဖြစ်သူရဲ့အရှင်မိန်းမနဲ့မွေးပါထားတဲ့ကလေးတွေကပါမောင်နှမရှင်သူဖွေမြတ်တာပို့ချစ်ခင်ရတာပဲဖြစ်ပါရည်။ပိုးကြဝေဖန်မှုတွေကြားကနေသူမရဲ့အိမ်တော်ရေးကိုထူထောင်ထားရပေမယ့်မိသားစုဝင်တွေအားလုံးစစ်စစ်လုံးလုံးပျော်ပျော်ရွှင်ရွှင်နေနေနိုင်အောင်ခင်မုန်းဖြစ်သူစီကပါလာတဲ့ကလေး းတွေကစသူ့ရဲ့သားသမီးရှင်သဖွယ်ပြုစုဆောက်ရှောက်ပေးနေကြတာပါပရိသတ်တွေကတော့သူမရဲ့ဒီလိုစိတ်ရင်းစေတနာကောင်းမှုတွေကြောင့်အခုလိုမွာလေးကိုကိုဝင်ဆောင်ရတဲ့အထိကန့်ထူးခဲ့တာဖြစ်ကြောင်းအခုလိုပြောဆိုခဲ့ကြတာပဲဖြစ်ပါသေးတယ် စေနာကောင်လို့အကျိုးပေးတာလူဖြစ်ခွင့်ရတဲ့ကလေးတွေကန့်ကောက်လိုက်တာအမွာလေးဆိုတော့ပိုဝန်းသားမိတယ်ချီရတဲ့စိန်ဦးကတော့ပြိုင်ဆိုင်ရှားနမတ်တစ်ပဲအမွေလေးတွေလည်းစိန်ဦးလေးလို့သာဆိုရင်အရင်ချစ်ဖို့ကောင်းပါအယောက်တရားမှာဒီလိုကန့်ကောက်မှုဆိုတာရှားတယ်တကယ်ကန့်ထူတဲ့သမီးလေးပဲအမွာလေးတွေဆိုတာဖျားပေးတဲ့ဆုလက်ပါလိုချင်တိုင်းမရပါဘူးကန့်ကြိုးပေးတော်တော်ကောင်းပါတယ်အကိုထုံးကအရှင်မင်းမနဲ့လည်းကလေးသုံးယောက်မွေးထားတာမလားမျိုးအောင်ချက်ကလက်လက်မေး ပုဇာပြုခင်ရဲ့စေတနာကြိုးပေးပါပြီ။အရှင်မိမရဲ့ကလေးတွေကအစသူသားသမီးရင်းလိုပြုစုစောင့်ရှောက်ပေးရှာတဲ့သူရဲ့စေတနာရောင်ပြန်ဟတ်တာပဲ။အရင်လဲဝမ်းတာပါတယ်။အမွာလေးရလို့လည်းဂုဏ်ယူပါတယ်ဆိုပြီးတော့ဝင်ရောက်မှတ်ချက်ပြုပြောဆိုခဲ့ကြတာကိုတွေ့ရတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောမင်းသမီးပုဇာပြုခင်တယောက် အခုလိုအမွာလေးတွေကိုဝင်ဆောင်ထားတဲ့ပုံမှာထပ်တူဝမ်းသာမိကြရဲ့လားဆိုတာကွန်မန့်မှာပြောသားပေးခဲ့ပါအောင်ရှင်။အားပေးနှဆိုင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီရီနုပညာရှင်တွေရဲ့သတင်းတင်တူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီနေ့တော့တောင်းတဲ့ပဲနှုတ်ဆက်ခဲ့ကြပါတယ်။အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။